COA TV စီရန်တိုက်တွေသည် RF TV တွေသွေးထုံးနေသည်ခလောက်ခံအောက်ကျန်လေတိုင်းတန်လူသက်သမားနားမယောင်နေနဲ့တတိထား UAB BBC ရန်တိုက်ပြီးနေသည် RF TVB သွေးထိုးနေသည်မစ္စမာခစ်တီအေယာဝီပြောင်းလဲနေကြသည်ခလောက်ဆန်အောက်ကျန်လေလိုက်တန်လူသက်သမားနားမယောင်နေတဲ့တတိထားပဲရှိတယ်ဆိုပြီးဒီမိုကရေစီကိုတင်းတက်ခဲ့တာဒေါ်ဆန်းစုကြည်နဲ့အန်အန်ဒီတာဖြစ်တယ် ်နော်ဆရာတော်ဝိရသူတင်သားဆိုမဟုတ်ဘူးရွှေခီးဆိုတဲ့လူရှိတယ်ရွှေခီးဆိုဥရွှေခီးဆိုရင်တော်တော်များများတော့မသိကြဘူးသူဆိုလို့ရှိရင် Facebook မှာပို့လေးရေးတာ Facebook မှာစာလေးတွေတင်ပြီးရေးတာကိုနိုင်ငံတော်ပုံခံမှုပုံမှာ124နဲ့ဖမ်းတယ်ဘယ်မှာလဲလူလက်စာပြောဆိုဝေဖန်ခွင့်ငါးရီငါးရီငါးရီဆိုတာတန်းစီတန်းစီတန်းစီနာမယ်ကျမတို့အမျိုးသားရေးဦးဆောင်ရှာတော်လေကျမနဲ့တူတူလက်တွဲလုပ်ခဲ့တဲ့မျိုးသားရေးညီကောင်မောင်တို့မှရေဆိုငါးရီငါးနဲ့ထောင်ထဲဆိုင်ရတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလိုမျိုးလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကိုအသုံးချပြီးတော့ ကောင်းကောင်းကြီးသွေးခွဲခင်ရိုက်တိုက်ပြီးခဲ့တာတွေကလက်ရှိနိုင်ငံရေးအခင်းချင်းကိုပို့ပြီးအရွက်တစ်ခုအစိုးတစ်ခုကိုအစိုးသောချိန်နဲ့ထိချောက်အောင်ပို့ပို့တဲ့အထက်မှာလည်းပါတယ်နော်ဆိုတော့အဲ့ဒီလိုမျိုးအရှိန်တွေပါတဲ့ဒီလိုပြည်ဖက်မိသားတွေကနေပြီးတော့တက်ရှို့သွေးခွဲရိုက်တိုက်ပေးမှုတွေကြောင်းလက်ရှိမှာကျွန်တော်တို့နိုင်ငံရေးအစိုးသောချိန်နဲ့ကျွန်တော်တို့နိုင်ငံရေးဒီ face တိတ်ကိုဥတည်နေတဲ့အနေအထားကိုရောက်သွားတာဖြစ်တယ်ဆိုတော့ကကျွန်တော်တို့နိုင်ငံတော်နဲ့နိုင်ငံသားပေါ်မှာအမှတ်တကယ်စေတနာမရှိတဲ့လူတွေတိုင်းပြည်ကိုမြန်မာပြည်ကိုချစ်ပါတယ်ပြောပြီးပြည်ပဩစာခံငွေဝဲကြုံနေရဲ့ဇက်သိမ်းခံနေဝဲချင်းချောင်းနေပြီလို့ပဲကျွန်မရိုးရိုးရှင်းရှင်းပြောချင်ပါတယ် အစိုးရလုပ်ငန်းတွေထပ်လျှော့ဖို့တမရထရန်အမိန့်ထုတ်လိုက်သည့်အပေါ်မပူတူတုံ့ပြန်ချက် VOE ရဲ့စာချုပ်ဝန်ထမ်းတွေစီအလုတ်ရက်စဲမှုအတိပေးအီးမေးလ်တွေစတင်ရောက်ရှိနေပြီလို့သိရပါတယ်အမေရိကန်အစိုးရရဲ့ရန်ပုံငွေထောက်ပံ့မှုရရှိထားရာအမေရိကန်အတန်း VOE တည်င်းဌာနရဲ့စာချုပ်ဝန်ထမ်းတွေကိုတမရဒေါ်နယ်ထရန့်ရဲ့အစိုးရကအလုတ်ထုတ်ပယ်မှုတွေစတင်နေပြီလို့သိရပါတယ် VOA အပါအဝင် American Media တချို့ကိုရန်ပုံငွေထောက်ပံ့ပေးနေတဲ့အစိုးရအေဂျင်စီလုပ်ငန်းတွေနဲ့အသုံးစေးတွေကိုအနှိမ်ဆုံးအဆင့်ဖြတ်တောက်လျှော့ချဖို့ Trump ကလက်မှတ်ရေးထိုးအမိန့်ထုတ်ခဲ့ပြီးတရက်အကြာမတ်လ16ရက်နေ့မှာဘဝရဲ့စာချုပ်ဝန်ထမ်းတွေစီအလုပ်ရစေကြောင်း email တွေစတင်ရောက်ရှိလာတယ်လို့ဆိုပါတယ်လုပ်ငန်းလေပတ်မှုတွေစတင်ရက်ဆိုင်သွားတဲ့နေ့မှာ VOA ဝန်ထမ်းအားလုံးကိုရုတ်တရက်ခွင့်သက်မှတ်ပေးခဲ့ပြီးမတ်လ16ရက်နေ့မှာတော့ နိုင်ငံသားအများစုပါဝင်တဲ့စာချုပ်ဝန်ထမ်းတွေစီအလုပ်ရနာမှုအကြောင်းကြားအီးမေးလ်တွေရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါဖာသတင်းဌာနဟာစာချုပ်ဝန်ထမ်းတချို့စီရောက်လာတဲ့အီးမေးလ်တွေကိုမျက်မြင်အတည်ပြုခွင့်ရခဲ့ရမှာမလကုံကြရင်အလုပ်ရနာစေမယ်လို့အတည်ပြုထားတာတွေ့ခဲ့ရပါတယ်။ဝင်တဲ့အသီးသီးဟာလက်ရှိအလုပ်တွေကိုချက်ချင်းရနိုင်ရမှာဖြစ်ပြီးသတင်းအေဂျင်စီရဲ့အဆောက်အအုံနဲ့စနစ်တွေကိုဝင်ရောက်ခွင့်ကနေတားမြစ်လိုက်တဲ့ FOAPBC ရန်တိုက်ပေးနေသည် RFADVV သွေးထိုးနေသည်ခလောက်ခံအောက်ကျန်လေလိုင်းတန်လူတက်သမားနားမယောင်လေနဲ့တတိထား UABBC ရန်တိုက်ပြီးနေသည် RFA DBB သွေးထိုးနေသည်မစ္စီမာခစ်တီအေရာရီပြောင်းလဲနေကြသည်ခလောက်ဆန်အောက်ချန်လီလိုက်တန်လူတက်သမားနားမယောင်လေးနဲ့တတိထားဆက်မင်္ဂလာပါဒီနေ့နောက်25ခုနဲ့ match လာ16ရက်နေဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကို260နီးပါပြည်သူချင်းချင်းကိုရန်တိုက်ပြီးတော့ရှူသွေးခွဲနေတဲ့ပြည်ပအောစာခံဝေဝဲကြော် VOE ရဲ့ ်ဆက်သိန်းငန်းကိုရောက်လာပြီဖြစ်ပါတယ်။နော်။အာဘီခံတဲ့တလလောက်ကဒီအမေရိကန်ရဲ့လက်ရှိအမေရိကန်တမန်တော်နဲ့ထွက်ရင်နော်သူ့ရဲ့အကြံပေးလို့ပြောလို့ရတယ်အီလွန်မက်ကနေပြီးတော့နော်။ အော်နားထောင်မဲ့သူလည်းမရှိအကျိုးတရားမှုလည်းမရှိပဲနဲ့သူတို့အမေရိကန်ပြည်သူတွေစောင့်ထားတဲ့အခွန်ငွေတွေကိုတုံးဖြုံးရရောက်နေတယ်အခွန်ငွေတွေကိုနှစ်စဉ်အမေရိကန်ပြည်သူတွေဆက်တာနေတဲ့အခွန်တွေကိုတုံးဖြုံးနေတယ်လို့ဖြစ်တဲ့အတွက်ဒီ BOA RFE RFE နော်စတဲ့ပြည်ဖြတ်မီဒါတွေကိုပိတ်သိမ်းဖို့ဆိုပြီးတော့အီလွန်မက်ကနေပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားပြီးတော့အကြံပြုခဲ့တာရှိတယ်ရှေ့တလားကပေါ့နော်ယခုမှဆိုလို့ရှိရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုရိုင်းကအမိတ်စာလက်မဲ့ရေးထိုးပြီးတော့နော်ဒီ BOA ပြည်ဖြတ်မီဒါငွေဝယ်ကြုံ ပြည်ပဩဇာခံပြီးကျမတို့မြန်မာပြည်သူချင်းချင်းကိုတက်ရှုပ်သွေးခွက်ရန်တိုက်ပေးနေတဲ့ VOE ကိုပိတ်သိမ်းဖို့ဖျက်သိမ်းဖို့နဲ့တခြားသောပြည်ဖြတ်မီဒါတွေမှာသူတို့ဌာနအသီးသီးမှာလုတ်ကင်နေကြတဲ့ဝန်ထမ်းပေါင်း1300ကျော်ကိုထုတ်လိုက်ပြီဖြစ်ပါတယ်။เนาะဆိုတော့အတိုင်းပြည်ပေါ်စေတနာမစစ်မှန်တဲ့လူတွေရဲ့ဤကုံသူတို့သွားရလမ်းဟာထားပါပဲ။ဒေါ်ဆိုင်လူကြီးကိုတိုင်ပြီးပင်လင်းသူတိုင်းပြည်မှာစေတနာမရှိတဲ့အတွက်သူ့ရဲ့နောက်ဆုံးဘဝနေဝင်ချင်းဟာเนาะအခုဆိုလို့ရှိရင်ဒေါ်စုကြီးအသက်ကเนาะရုံးနိုင်မှာချောင်းကြော်မဲ့အရွယ်ဖြစ်နေပြီ။ သူ့ဘဝနေဝင်ဆိုင်သည်သူ့ရဲ့အကန့်တူအကျိုးပေးတာဖြစ်တယ်။နော်ဆိုတော့ကဆိုတော့ကနော်အာဒီပြည်ဖက်မိသားစုကိုမိခိုပြီးတော့ online တိုက်ပွဲတွေမှာဆင်နွှဲနေကြပြီးတော့ online တိုက်ပွဲမှာဒါတို့ကိုတို့နော်အောင်ပွဲတွေလီလီနိုင်နေပြီဆိုတဲ့အကျန်းဖတ်သမားတွေလည်းပဲနော်ကြီးလည်းပြီးနင်းခွင့်မိတို့ဖြစ်နေလောက်ပြီလို့ကျွန်မထင်ပါတယ်နော်ဆိုတော့ဒါကကျွန်မတို့ပြည်သူတွေတဲ့ဝမ်းသာစရာတဲ့တင်တဲ့ပုံဖြစ်ပါတယ်ရှေ့အစဉ်ဆက်ဆက်မှာလည်းပဲ ထူးသဖြင့်ပြီးခဲ့တဲ့2025ခု sorry 2025ကမတိုင်ခင်2016ကနေပြီးတော့2020ကာလအတွင်းမှာဒီမိုကရေစီပါလွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုတက် ပြီးတော့အဲ့ဒီခေါင်းစဉ်အောက်မှာလွတ်လပ်စွာပြောဆိုခွင့်ရဲ့အောက်မှာလွတ်လပ်စွာစော်ကားခွင့်တွေကိုကောင်းစွာအသုံးချနေကြတယ်လွတ်လပ်စွာပြောဆိုခွင့်မဟုတ်ဖက်နဲ့လွတ်လပ်စွာစော်ကားခဲ့ကြတယ်အနုပညာတဲ့အမိခံပြီးတော့လူရှင်တော်အမိခံပြီးတော့စင်ပေါ်တက်ပြီးတော့နော်တက်မလို့အစိုးရအဆက်ဆက်ရဲ့ကျွန်တော်နိုင်ငံခေါင်းတော်အဆက်ဆက်ကိုလွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ရှိဆိုဆိုရဲခေါင်းစဉ်အောက်မှာလွတ်လပ်စွာဆောင်ကားခဲ့ကြတယ် နော်ဟိုတက်ချွေဆိုလို့ရှိရင်လည်းသူတို့နေမျိုးစုံပြောကြတယ်ဥနေဝင်နေမျိုးစုံပြောကြတယ်ဆရာနာရှင်တွေဘယ်လိုဖြစ်ပါလဲဆိုပြီးတော့အမှုပညာရှင်လူရှင်တော်ဆိုတဲ့ခေါင်းစဉ်အောက်မှာလူပြတ်တွေကတိုင်းပြည်ကိုပျက်စီးရပျက်စီးကြအောင်ကျမတို့ပြည်သူတွေကိုဝါဒမှိုက်တိုက်ခဲ့ကြတယ်နော်စာပေဟောပြောပွဲဆိုတဲ့ဒီလိုပဲထင်းလင်းဥတို့အုပ်စုအစိုးဆုံးပဲနော်ထင်းလင်းဥတို့အုပ်စုအစိုးဆုံးပဲစာပေဟောပြောပွဲခေါင်းစဉ်တက်ပြီးတော့လူတို့နားထဲကိုအစိတ်တွေရိုက်တွင်းခဲ့တယ်အစိတ်တွေလောင်းခဲ့တယ်တရင်အစိတ်တွေခတ်ခဲ့အ ့လူတွေကြတော့ဒီမိုကရေစီနဲ့သာရရလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီးတော့လွတ်လပ်စွာစော်ကားခဲတဲ့လူတွေကြတော့ဘယ်လိုမျိုးဥပဒေအရအပြစ်ပေးအေးအေးယူခြင်းမခံရပဲနဲ့ကျွန်တော်တို့မြေတိုင်းဦးဆောင်ရှာတော့ဆရာတို့ဥရသူကြတော့နော်စင်မမဟောပြောပဲလေတပြောပြောတပွဲဟောင်းမိလိုက်တာနော်မိမတရားဓာတ်ပနယ်လေးဝက်ဓာတ်ပနယ်လေးစီလက်ဝမ်းဆက်လေးတွေဝက်ပြီးတော့က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 ော့နဲ့ရှောက်ပြီးတော့เนาะနိုင်ငံတော်ရဲ့ထပ်သိပြတရားသားတွေတန်မိုးကြီးရဲ့တွန်းထက်ယန္တနာတွေသူဝက်တယ်ဒါဟာသူ့ယောက်ျားလားစားလားသူ့သားလားစားလား ဆရာတော်ကဒီဟောပြောပွဲတစ်ခုမှာဒီလိုမျိုးစင်ပေါ်ကဟောပြောတော့အာသူ့ယောက်ျားလာကြလားဆိုမဟုတ်ပါဘူးသူ့လားသူ့သားတွေလာကြလားမဟုတ်ပါဘူးခိုးထားတာဒါလေးပြောလိုက်မိတာကိုပုံမဝန်တူဖို့ပုံမဝန်တူဖို့ဆိုတာနိုင်နေတော့ပုံကံမှုနော်လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီးတော့လွတ်လပ်စွာဆော်ကားခဲ့တယ်တမတော်နဲ့ပြည်သူကိုမြောက်များစွာတွေးခဲခဲ့တယ်စာပေဟောပြောပွဲအမိခံအစိတ်လောင်းခဲ့တာလေအမှုပညာရှင်အမိခံလူရွှင်တော်အမိခံပြီးတော့နော်အခုခွင့်ကားကောင်ဖွဲ့အစိုးဆုံးပဲနော်နွားငါးကောင်ဟာငါးကောင်ဖွဲ့အစိုးဆုံးပဲအဲ့ဒီလိုမျိုး အရင်ရင်းတူတယ်နော်ဥပမာ5 star ဆိုလို့ရှိရင်သူ့အနေနဲ့သူသူ့သူ့အကန့်လေးနဲ့သူသူ့ဆိုင်လေးနဲ့သူသူ့ရေးချင်းလေးနဲ့သူရှိရင်နော်သူတို့နိုင်ငံရေးရပုတ်ခဲ့အနောက်မှာပဲပပလေးပဲသူတို့ပုတ်တယ်သူတို့မှာစီးရှိရဒါပေမဲ့အဲ့ဒီ5 star ရဲ့စီးနေမတူတာဒီဘက်ကငွားငါးကောင်ဖွဲ့ကြတော့သူတို့မြောက်များဆိုပြည်သူလူထုကိုစိတ်ခက်ခဲ့ကြတယ်ဒီကောင်တွေကြတော့ဘာမှမလုပ်ဖ ೇನೆ ဒီလိုဆရာတော်ကြတော့ပုံမှန်1 2 4ဒါဟာကလည်းဆက်ပြောဆိုခွင့်ရှိရဆိုပြီးဒီမိုကရေစီကိုတင်းတက်ခဲ့တာဘောင်ဆန်းစုကြည်နဲ့အနယ်လီတာဖြစ်တယ်နော်ဆရာတော်ဝိရာသူတင်နာဆိုမဟုတ်ဘူး ရွှေခီးဆိုတဲ့လူရှိတယ်။ရွှေခီးဆိုဥရွှေခီးဆိုရင်တော်တော်များများတော့မသိကြဘူး။တို့ဆိုလို့ရှိရင် Facebook မှာပို့လေးရေးတာ။ Facebook မှာစာလေးတွေတင်ပြီးရေးတာကိုနိုင်ငံတော်ပုံခံမှုပုံပါ124နဲ့ဖမ်းတယ်။ဘယ်မှာလဲလူလက်စာပြောဆိုမှုဖမ်းခွင့်905ရေ905ရေဆိုတာတန်းစီတန်းစီတန်းစီနာပဲကျမတို့အမျိုးသားရုပ်ဆောင်ရှာတော်လေးကျမနဲ့အတူတူလက်တွဲလုပ်ခဲ့တဲ့မျိုးသားရင်ညီကောင်မောင်တို့မှ ਈ ဆို905နဲ့1000နဲ့ဆန်ခဲ့ရတယ်လူတွေအများကြီးရှိတယ်။အဲ့ဒီလိုမျိုးလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကိုအသုံးချပြီးတော့ 刚刚去，对一块现在别价了里了，那是人看也看见过布比 အယူတစ်ခုအစိုးတစ်ခုကိုအစိုးသောချိန်လေးထိရှောင်းတော့ပို့တဲ့အထဲမှာလည်းပါတယ်เนาะဆိုတော့အဲ့ဒီလိုမျိုးအရှိန်တွေပါတယ်ဒီလိုပြည့်ဖြည့်မိတာတွေကနေပြီးတော့တက်ရှူသွေးခွဲရင်တိုက်ပေးမှုတွေကြောင့်လက်ရှိမှာကျွန်တော်တို့နိုင်ငံရဲ့အစိုးဆုံးချိန်တွေကျွန်တော်တို့နိုင်ငံရဲ့ဒီ face date ကိုဥတည်နေတဲ့အနေအထားကိုရောက်သွားတာဖြစ်တယ်ဆိုတော့ကကျွန်တော်တို့နိုင်ငံတော်နဲ့နိုင်ငံသားအပေါ်မှာအမှန်တကယ်စေတနာမရှိတဲ့လူတွေတိုင်းမျိုးကိုမြန်မာပြည်ကိုချစ်ပါတယ်ပြောပြီးပြည်ပဩစာခံငွေဝဲကြော်နေရဲ့ဇက်သိမ်းခံနေဝင်ချိန်ရှောင်းနေပြီးလို့ပဲကျွန်တော်ရိုးရိုးရှင်းရှင်းပြောချင်ပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့စိတ်မကောင်းစရာဝမ်းနည်းစရာသတင်းဆိုးတစ်ခုဖြစ်ပါတယ်။အဲ့တော့ဘာလဲဆိုတော့အခု2025ခ ားဖို့နဲ့တွေ့လေကရားတပြည်နယ်လုံးမှာရှိတဲ့စစ်တပ်စခန်းအားလုံးကိုသူတို့ကတိုက်ခိုက်သိမ်းပိုက်တော့မယ်လို့ကရားပြည်နယ်အဲသူတို့ KNDS ဆိုတဲ့အကြမ်းဖက်ဖွဲ့ကကြေညာလိုက်တယ်။အခု2025မှာကရားတပြည်နယ်လုံးကိုရှိသမျှစစ်တပ်အကုန်လုံးကိုသူတို့သိမ်းတယ်။မမဆုံးပြောတာကလှင်းနေလှေအောင်မြင်းဆောင်မကြမ်းတနိုင်ငံလုံးကိုသူတို့တိမ့်မယ်လို့ပြောတယ်။အဲ့ဒီရဲ့နောက်မှာဘူးမတိပါမတိနေပေါ်နေပိနေ PDS ဆိုတဲ့ကလေးတန်ငယ်ကြီးထောင်ထဲရောက်တဲ့လူကရောက်ကုန်တယ်တင်ကြိုင်ကုန်ရောက်တဲ့လူကရောက်ကုန်တယ်။အဲ့ဒီရဲ့နောက်မှာ ဝါရဖြတ်မှုဝင်နောက်မှာကလေးတငယ်တွေလမ်းမရောက်သွားတယ်ဝင်နှင်းနေစီရီယံလို့ပြီးဘဝပြတ်သွားတယ်တချို့တော့ဝင်နှင်းနေနဲ့ PTM မလေးတွေအညာဒူပိုင်းမှာပြည်တစားဘဝအောင်ရောက်သွားတယ်အဲ့ဒီကလည်းတစိမ့်လျှော့လာလိုက်တော့တနိုင်ငံလုံးမဟုတ်တော့ဘဲနဲ့လမ်းများအားလုံးနေပြီးတော့သူဆိုပြီးတော့နေပြီးတော့ကိုသူတို့တိတ်မယ်ပြောတယ်တော်လန်ကြီးကိုနှစ်နှစ်အတွင်းမှာအပိတိုက်မယ်လို့ပထမကြွကြော်တယ်အခုကျတော့2025ဒီနှစ်မှာကြားရတဲ့ပြည်နယ်လုံးမှာရှိတဲ့စစ်တပ်စခန်းတွေကိုသူတို့သိမ်းမယ်လို့ပြောတယ်။နော်သူတို့ ပထမပြောသလိုလမ်းများအလုံးနေပြီးတော့သူဆိုတာတို့မဖြစ်နိုင်ဘူးဆိုတာကိုဒါစိတ်ကိုရင်အိမ်မက်တစ်ခုသာဖြစ်တယ်ဆိုတာတို့ကောင်းကောင်းနားလေတော့ပေါက်သွားတော့နည်းနည်းတစ်ဆင့်လျှော်ပြီးတော့လီကြီးတယ်နော်ဟိုဝါမရှိပဲနဲ့ဝီလောက်တာဆန်မရှိပဲအစားကြည့်ရပါတော့နော်နည်းနည်းတစ်ဆင့်လျှော်ပြီးပြောတယ်အခု2025မှာဘုရားတပည့်နယ်လုံးမှာရှိတဲ့စစ်တပ်စခန်းတွေတို့တိတ်နေဆိုတော့တိုက်ပွဲတွေဆက်ပြီးပေါ်ဆောင်မီဆိုတဲ့သဘောကိုတက်ရောက်တယ်ဆိုတော့ဒီတိတ်ဆောက်ဘာကြောင့်ကျွန်မကသတင်းဆိုးလို့ပြောလဲဆိုရင်လက်ရှိမှာဘုရားတပည့်နယ်လုံးပေါင်းလို့လူဦးရေ3သိန်းမတည်ဘူး ဘုရားတပည့်နယ်လုံးပေါင်းလို့လူဦးရေ၃သိန်းမတည်ဘူးသို့တော်လက်ရှိမှာဘုရားတပည့်နယ်လုံးမှာလက်ရှိသူတို့ KND ရဲ့နော်အာသူတို့တော်လိုင်းရေးတက်ဖွဲ့အမိခံကြားပြည်နယ်ဂျာကာလာအုပ်ချုပ်ရေးကောင်စီအမိခံအကြောဖက်သမားတွေတိုက်ပွဲဖော်ပြီးနိုင်ငံတော်ကိုပုံကန်တဲ့အတွက်ကြားပြည်နယ်မှာမိမိရဲ့နေရက်ကိုဆုံးခွာရတဲ့စစ်ပေးဒုက္ခတွေကနှစ်ပိုင်းခွဲရှိတယ်တိုင်းဝဲဆိုတာတနင်္ဂနွေလုံးကြားတပြည်နယ်လုံးတိုင်းတာနေဆိုလူဦးရေရဲ့အနည်းဆုံး85ရာခိုင်နှုန်းလောက်ကထပ်ပြီးတိမ်းရှောင်ပြီးဒုက္ခတွေပေါ်ရောက်နေတယ်။ကြံတဲ့9000တော့လူထုက မတော်အုပ်ချုပ်ရနေမြေမှာရှိတဲ့အတွက်လက်ရှိနာဆာကအိမ်ဆောင်အစိုးရဩဇာတက်ရောက်ကနေမြေထိန်းချုပ်နေမြေအုပ်ချုပ်နေမြေမှာရှိလို့ခေါင်းပြအောင်အိမ်နေရတယ်။နော်ဆိုတော့ တပီငယ်လုံးမှရှိတာမှ3သိန်းအဲ့3သိန်းကိုအခုစစ်ဖြစ်လို့တည်တဲ့လူမပါပြေးရတဲ့လူကလည်း2သိန်းခွင့်ရှိတယ်ထပ်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်အောင်မယ်ဆိုတော့ထပ်ပြီးတော့ကြားပြည်နယ်ကြီးကကျေမောပျက်စီးရအောင်မယ်ကြားပြည်နယ်မှာရှိတဲ့ကြားလူတို့ရဲ့အနာဂတ်တွေမဲ့ရအောင်မယ်ခလေးတငယ်တွေအနာဂတ်မဲ့တဲ့ဘဝကိုထက်ရောက်အောင်မယ်ဆိုတော့ခင်ဗျားတို့ကကျွန်မတခါတည်းပဲဝမ်းနေစွာနဲ့စိတ်မကောင်းစွာနဲ့ပဲသတင်းဆိုတစ်ခုကိုပြောမယ်အခု2025နောက်ထပ်10နှစ်ပေါ့လို့2035အထိကြားပြည်နယ်က fin state ဖြစ်ပါလိမ့်မယ်